နေနေရရမှာရှိတယ်လုပ်ငန်းသုံးကားချစ်သူလုပ်ငန်းသုံးကားအသုံးပြုသူမိတ်ဆွေများအားလုံးပဲမင်္ဂလာပါညီမကတော့ဥယေကာယံဝေရဖြစ်ပါတယ်ညီမတို့ဥယေကာယံဝေမှာဆိုလို့ရှိရင်လုပ်ငန်းသုံးကားလေးတွေကိုတနေရာထဲမှာငွေစင်းအရေးကြအလဲအထက်ကြိုက်တလို့ဝယ်ယူအားပေးလို့ရတာပဲဖြစ်ပါတယ်အခုဆိုရင်ညီမကမော်ဒယ်မြင့်နဲ့ထဲကကားလေးတစ်စီးအစ်စ်ထက်ရောက်ထားတဲ့အတွက်ကြောင့်မို့ညီမကဒီကားလေးကိုရောင်းပေးมาဖြစ်ပါတယ်အရင်ရက်ကတင်ထားတဲ့ Suzuki လေးကိုမရလိုက်တဲ့ customer တွေအတွက်ပေါ့နော်ဒီကားလေးကို ထပ်ပြီးတော့ဗောနော်လာကြည့်ကျင်နေအရေးကြဝဲချင်ပါတယ်ဆိုတော့အကိုအမတွေအတွက်ဒီကားလေးရပါအောင်မယ်ရှင်ဆိုတော့ဒီကားလေးကိုညီမပြုတ်ပြပေးပါမယ်စောကလေးကလစ်ဆိုင်ကလေးပါအမျိုးအစားကိုမှမော်ဒယ်က2000ခွန်မော်ရယ်ပါ AC Power Zone 4W ကိုမှသူကတော့ဘကိုးလိုင်စင်လေးနဲ့ရမယ့်ကားလေးဖြစ်ပါတယ်ရှင်။နံပါတ်တန်းလေးကတော့ K တန်းလေးနဲ့ရပါမယ်။ license ကတော့ license 2026လေးလပိုင်းအထိ license တသက်လေးကျန်ပါသေးတယ်ရှင်။ဆိုတော့ကားလေး တေချာအသေးစိတ်လေးလိုက်ပြပေးပါမယ်ဒီကားလေးအတွက်လည်းကားနဲ့ပတ်သက်ပြီးတော့ဆာဘက်ဆာတဲ့အရှုပ်အရှိအတိုက်ခိုက်ရှိမှလောဝဆိုင်ပူစရာမလိုဘူးပါပြီးတော့ဒီကားလေးကလက်တည့်အသုံးပြုရမှာပဲစေးဘော်တွေကမှဆာဘာမှပြက်လို့စရာမလိုတဲ့ကားလေးတစ်စီးဖြစ်ပါတယ်ကျွန်တော်ညီမဒီကားလေးအတွက်ကိုတေချာအသေးစိတ်လေးလိုက်ပြပေးပါမယ်ရှင့် ။စရမော်ရဲမြင့်တဲ့ထဲကလူချင်းမာရဲဆိုတဲ့သူတွေအတွက်ဒီကားလေးကရွေးချယ်လို့အကောင်းဆုံးကားလေးတစ်စီးဖြစ်ပါတယ်။ဘာလို့ဆိုတော့ကျွန်တော်တို့စီမာကအခုဒီနောက်ဘက်ရောက်တဲ့ကားလေးဆိုမော်ရဲမြင့်တဲ့ထဲကရောက်တဲ့အဆွေးနာအတိုက်ခိုက်ရှင်းတဲ့ကားနဲ့ပတ်သက်ပြီးတော့ပေါ့နော်။ဘာမှပြန်ပြီးတော့လှုပ်ရှားမလို့ဘာပစ္စည်းမှထပ်တဲ့စရာမလို့ပဲလက်တင်သုံးလို့ရမဲ့ကားလေးတွေပဲဖြစ်ပါတယ်။ဒီကားလေးတွေဆိုလို့ရှိရင်ကျွန်တော်တို့တိုက်ရှင်းရေးပိုင်းကမှစသေးချာအသေးစိတ်လှုပ်ထားပြီးတော့မှကျွန်တော်တို့ရောင်းပေးတဲ့ကားလေးဖြစ်ပါတယ်။ဆိုတော့ဒီကားလေးကိုတော့ကျွန်တော်တို့အတွင်းကန်းလေးတွေကိုအရင်ဆုံးကြည့်ပါမယ်။ အတွင်းကန်းလေးကိုမကြည့်ခင်မှာဒီကားထဲမှာအရေးကြီးဆုံးဖြစ်တဲ့ကားတစ်စီးမှာပေါ့နော်အရေးကြီးဆုံးဖြစ်တဲ့ chassis number chassis number လေးကိုညီမအရင်ပြပေးပါမယ်ဒီမှာအဲဝီတက်က chassis လေးနဲ့ဒီကားက chassis လေးကိုညီမတေချာတိုက်ပြပေးပါတယ် U72 T အဲ Jo 30770ပေါ့နော်ချက်စီလေးကအစလုံးဝလှပါတယ်ဆိုတော့ဒါညမကားချက်စီလေးပါတေချာပြပေးတာဖြစ်ပါတယ်ဆိုတော့ကျတော့ကိုကပေါ်တော့ကားလေးကို online ကနေကြည့်ရတယ်ဆိုပြီးတော့မှတေချာအသေးစိတ်လေးကြည့်လို့ရအောင်ညမတေချာပြပေးတာဖြစ်ပါတယ်ဆိုတော့အတွင်းကနေမှာတော့ညမထိုင်ကုန်တွေလည်းအသေးချုပ်တာပေးတယ်နော်အဲထိုင်ကုန်တွေလည်းပြန်ပြီးတော့ချုပ်เสียမလို့ကားနဲ့ပတ်သက်ပြီးဘာမှထပ်ပြီးတော့လုပ်เสียမလို့ပေါ့နော်တေချာ လိုက်ပြီးတော့ပြပေးပါမယ်ဆိုတော့ထိုင်ကုန်လည်းအသေးချောက်တာပေးတယ်ဟို CRN စွတ်တွေ dashboard ခင်းနေဆိုတာကတော့ညီမကားတိုင်းမှာထည့်ပေးပါတယ်ဆိုတော့ညီမစီကဝယ်တဲ့ကားဆိုလို့ရှိရင်အင်ကာမစုံမှာကတော့လုံးဝဆက်ပူစရာမလိုပါဘူးဒီကားလေးကတော့ AC power အစုံ 4V ကိုမှ manual gear နဲ့ကားလေးဖြစ်ပါတယ်နော်ဒီကားလေးက engine power 660cc ဖြစ်တဲ့အတွက်ကြောင့်မလို့စီစားအရန်တက်တာတယ် AC power အစုံလေးလည်းဖြစ်တယ်ပေါ့နော်ဆိုတော့ကားနဲ့ပတ်သက်ပြီးတော့အတိုက်အခိုက်အရှုပ်ရှင်းအားလုံးကင်းပါတယ် ဒီမှာတကားကြားလေးပါညီမပြပေးပါမယ်စတော့ကနဲ့ပတ်သက်ပြီးအတိုက်ခိုက်ရှိမရှိဒီငါလေးအကျဉ်းသိလိမ့်ပါတယ်ငါဆိုချင် original found line လေးတွေ original check လေးတွေဆိုချင်ဒီမှာအထင်သာရှိနေပါသေးတယ်ဒီမှာ shop ဟော twin bed တွေဆိုချင်ဒီမှာ original found line လေးတွေရှိရဲဒါဆိုချင်သူက ozy အတိုင်းပဲကြံနေသေးတဲ့ quality ဖြစ်ပါတယ်ဒါတော့ညီမဒီဘက်ကအတွင်းငန်းလေးတွေကိုညီမတိချာပြပေးတာပါပြီးတော့ဒီ side cover လေးတွေရှိရဲဒီ side cover တွေဆိုလို့ရှိရင်ညပတ်နေတာမရှိဘူးပောက်ပြဲနေတာမရှိဘူး side cover တွေကမှစအားလုံးကိုတက်တက်ရှင်းရှင်းတက်တက်ရဲလေးလုပ်ပေးထားတဲ့ quality ဖြစ်ပါတယ်ရှင် ဘက်ကအတွင်းငန်းလေးကိုညီမပြပေးတာပါဆိုတော့ဒီကားလေးရဲ့ဒီအရှိရှော်ဘောင်းအောင်လေးကိုညီမတို့ကြည့်ပါမယ်။ကဲအရှိရှော်ဘောင်းအောင်ဆိုလို့ရှိရင်လည်းเนาะစစ်စစ်ပြန်လောက်ထားတာမရှိဘူးစစ်ပြန်ဝင်ထားတာလည်းမရှိဘူး။နောက်ရှော်ဘောင်းအောင်လေးကမှအစာလှပါတယ်။နောက်ရှော်ဘောင်းအောင်ညီမနှစ်ဖက်လုံးကိုတေးချလိုက်ပြပေးမယ်။ဒါဆိုလို့ရှိရင်ဒါသူ original ဘုတ်လေးတွေ original spot လေးချိတ်လေး original found line လေးတွေညီမဆိုချင်ညီမသူ spot လေးတွေဆိုချင်ညီမအထင်သာပဲရှိနေသေးတယ်။နောက်ရှော်ဘောင်းအောင်လေးကအစာညီမတို့စစ်ပြန်လောက်ထားတာမရှိပါဘူး။အားလုံး ကောင်းတယ်ပေါ့နော်တေချာလေးတက်တက်ရှည်ရှည်တက်တက်ရဲ့လေးရှိနေမယ်ကာလီတစီဖြစ်ပါတယ်ညီမတို့အဲ့ဆိုရှင်ဟိုဘက်ကရှော့ဘောင်းလေးကိုညီမတို့လိုက်ကြည့်ပါမယ်ရှင်ဒီဘက်ကရှော့ဘောင်းဆိုလို့ရှိရင်လည်းဒီမှာစေးပြန်လောက်ထားတာမရှိဘူးဒီမှာဒီမှာကြည့်လိုက်မယ်ဒီမှာ original original ပြုတ်လေးတွေရှိမယ်ဒီမှာ original foundline လေးတွေရှိမယ်တေချာသေးစိတ်လေးပြပေးပါတယ်နော် ဆိုတော့ဒါကတော့ဒီဘက်ရှော့ပါအောင်ရောဟိုဘက်ရှော့ပါအောင်ရောနှစ်ဖက်လုံးစစ်ပြန်ဝင်ထားတာမရှိဘူးလုံးဝကလေးအတိုက်အခိုက်ရှင်းနေပေါ့နော်ဒါကတော့ညီမရှော့ပါအောင်လေးကိုတိချပြပေးတာဖြစ်ပါတယ်ဆိုတော့ဒီဘက်ကနေပြီးတော့ညီမအတွင်းငန်းလေးကိုလည်းပြပေးပါအောင်မယ်နောက်ဆိုတော့ဟိုဘက်ကအတွင်းငန်းလေးကြည့်ပြီးတော့ဒီဘက်ကအတွင်းငန်းလေးကိုလည်းညီမပြပေးပါမယ်ဆိုတော့ဒီကားလေးက model က2000ဖြစ်တယ်ပေါ့နော်2000ဖြစ်တဲ့အတွက်ကြောင့်မို့လို့ညီမမီးကျိတ်နေလဲပါတယ် မိကျိန်နေလည်းပါပြီးလို့ရှိရင်ဒိုင်ကွက်လေးတွေဒိုင်ကွက်လေးတွေလည်းပြောင်းသွားတယ်ပေါ့နော်ဆိုတော့ကြတော့ဒါကတော့ညီမဒီအဘက်ကနေပြီးတော့အတွင်းငန်းလေးကိုပြတ်ပေးတာဖြစ်ပါတယ်ဒီဘက်ကအတွင်း shop ကိုနေရာလေးလည်းပြတ်ပေးညီမဆိုရှင်ဒါသူ့ရဲ့ original foul line လေးတွေချိတ်လေးတွေဆိုရှင်ဒါတော့ original အတိုင်းမဲ့ရှိတယ်ဆိုရှင် oxy တိုင်းမဲ့ဂျန်ပါသေးတယ်ညီမဆိုညီမ original ချိတ်လေးတွေရှိတယ်ပေါ့နော်ဆိုတော့ဒါညီမဒီဒီအောက်ကျန်းငင်းလေးတွေရောတီချာပြတ်ပေးတာဖြစ်ပါတယ်ဆိုတော့ကြတော့ညီမဒီရဲ့နောက် အနောက်ပြားလေးလည်းပြပေးမယ်ဒီနောက်ပြားကြားလေးဆိုရှင်ဒါအော်စီတိုင်းမဲ့ရှိတယ်ညီမပြပေးမယ်နော်ဒီမှာကြည့်ပါဒီမှာဆိုလို့ရှင်ဒီမှာ original shape တွေဒီမှာ original shape တွေဆိုရှင်ဒီမှာမြင်ရတယ်ပေါ့နော်တေချာအသေးစိတ်လေးညီမပြပေးပါလေဒီအနောက်ပြားဆိုလို့ရှင်ဒါသူ့ရဲ့အော်စီတိုင်းမဲ့ရှိပါသေးတယ်ကားလေးတော်တော်မိုက်တယ်ပေါ့နော်ဆိုတော့ဒီကားလေးကားလေးပေါ်တော့မော်ရယ်မြင်းနဲ့ထဲရလေလိုချင်ပါလေဆိုတဲ့သူတွေအတွက်ကတော့ဒီကားလေးတော်တော်မိုက်ပါလေဆိုတော့ဒါတော့ညီမဒီဘက်အတွင်းကန်းလေးကိုပြပေးတာပါဆိုတော့ဒီကားလေးကိုအနောက်ကိုညီမတို့လည်းပြပေးပါမယ် အနောက်မှာလည်းဒီကားလေးအတွက်ကတော့အမိုးကိုင်းခြေနေအားလုံးပါပီးတာဖြစ်ပါတယ်เนาะစတီအမိုးကိုင်းစတီခြေနေအားလုံးထည့်ထားပီးတာကားလေးတစ်စီးဖြစ်ပါတယ်ဆိုတော့ဝဲသူအနေနဲ့ပေါ့နော်အမိုးကိုင်းလေးခြေနေလည်းထပ်ပြီးတော့ထည့်စရာမလိုဘူးစေးဘော်ဒီနဲ့ပတ်သက်လို့လည်းပြန်ပြီးတော့လှုပ်စရာမလိုဘူးဘာပစ္စည်းမှလည်းထပ်ထည့်စရာမလိုဘူးပေါ့နော်ကိုကလုပ်ငန်းအတွက်သုံးမယ်ဆိုလို့ရှိရင်တော့မှတခါတည်းလက်တင်သုံးလို့ရမယ့်ကားလေးဖြစ်ပါတယ်တန်ရှင်းရေးပိုင်းကမှစပါးမှပြန်လှုပ်စရာမလိုဘဲနဲ့ကိုတခါတည်းသုံးလို့ရမယ့်ကားလေးတစ်စီးဖြစ်ပါတယ်ဆိုတော့အနောက်ကျန်းကင်းနေဆိုလို့ရှိရင်စေးချောပါတယ်အဆွေးအနာတန်ကြီးအားလုံးကင်းပါတယ်ဒါ အနောက်ကျန်းကင်းဆိုတာအော်စီတိုင်းမဲအော်စီအပြည့်ကျန်သေးတဲ့ကားလေးတစ်စီးဖြစ်ပါတယ်နော်ဆိုတော့အောက်ပိုင်းလေးကိုညီမလိုက်ပြပေးပါမယ်ဆိုအောက်ပိုင်း frame ကိုလည်းညီမနှစ်ချောင်းလုံးပြပေးမယ်နော်အောက်ပိုင်း frame ဆိုဒီမှာက frame ဆိုလို့ရှိရင်လည်း frame တစ်ချောင်းလုံးဆင်းနေတာပဲအမှဖြတ်တာဆက်တာတော့မရှိပါဘူးမဖြတ်တာဆက်တာမရှိဘူးဒီမှာသူ့ရဲ့ original shape လေး original shape တွေ original spot တွေအားလုံးအထင်းတိုင်းပဲရှိသေးတယ်ပေါ့နော် frame နေလည်းလှပါတယ်အယိုးအစစ်အတိုက်ခိုက်အားလုံးရှင်းနေတယ် ။နောက်အောက်ပိုင်း frame လေးလည်းညီမတေချာပြပေးတာပဲဖြစ်ပါတယ်။ဆိုတော့ဒီကားလေးနဲ့လည်းကားနဲ့ပတ်သက်ပြီးတော့အောက်ပိုင်း engine ဘိုင်း gear ဘောက်ကမှဆက်လုံးကဘာမှပြန်ပြီးတော့လုတ်ဆရာမလို့ဘာမှထပ်ပြီးတော့ပြုတ်ပြေစရာမလိုပါဘူးပေါ့နော်။ဆိုတော့ဒီမှာတိုင်ယာလေးဆိုလို့ရှိရင်တော့တိုင်ယာလေးလုံးစလုံးပန်းအညီရယ်။နော်တိုင်ယာအတွက်တော့ပြောစရာမလိုပေါ့နော်။တိုင်ယာလေးလုံးစလုံးပန်းအညီပါသေးတယ်။ဆိုတော့ကျွန်တော်ညီမဟိုဘက်က frame လေးကိုလိုက်ပြီးတော့ပြပေးမယ်နော်။ဒီဘက်က frame ဆိုလို့ရှိရင်လေ frame ီဘက် frame တစ်ချောင်းလုံးလဲ all စေးပဲ all စေးတိုင်းမကျန်သေးတယ်ဒီချာလေးလိုက်ပြီးတော့ကြည့်လို့ရတယ်ညီမဗီဒီယိုတွေကကြည့်ရတယ်ဆိုပြီးတော့ကားလေးကိုအပြင်မှာမြင်မြင်ကြည့်ရတယ်လို့မျိုးတီချာလေးလိုက်ပြီးတော့အသေးစိတ်ကမှဆက်လိုက်ပြီးတော့ပြပေးပါတယ်တချို့ရှိရပေါ်တော့ live one နေကြည့်တယ် live one နေကြည့်ပြီးတော့ကြတော့ကားကိုအပြင်မှာလမ်းကြည့်ပဲနဲ့တော့မှဆင်ချပြီးတော့ဝယ်ယူတဲ့သူတွေရှိပါတယ်အဲ့တို့သူတွေအတွက်နယ်ဝေးကနေပြီးတော့ ဟိုကြည့်ရတယ်ဆိုလို့ရှိရင်တော့မှပဲတေချာလေးအသေးစိတ်လေးရမှစကားကိုအပြင်မှာကိုတိုင်းကြည့်နေရတဲ့ feeling မျိုးကိုရအောင်ညီမတေချာအသေးစိတ်လေးပြပေးပါတယ်ဆိုတော့ဒါတော့ဒီဘက်က shop only ညီမဒီဘက်က frame လေးကိုညီမတေချာလေးပြပေးတာဖြစ်ပါတယ်ရှင့်ဆိုတော့ဒီကားလေးအတွက်တော့ညီမတို့ရောင်းပေးမဲ့ဈေးလေးကလေးဈေးတက်တန်လေးနဲ့ပဲရောင်းပေးမှာဖြစ်ပါတယ်ငွေစင်ဝယ်ချင်တာလားအရေးကြဝယ်ချင်တာလားအလဲအထက်လောက်ချင်တာလားကြိုက်တူတူဝယ်ယူအားပေးလို့ရပါတယ်ဆိုတော့ဒီကားလေးကိုညီမတို့ရောင်းပေးမဲ့ဈေးလေးကလေး 325သိန်းကိုညီမတို့ညှိနှိုင်းဆေးလေးနဲ့ရောင်းပေးมาပဲဖြစ်ပါတယ်။ညီမတို့ကကားလေးတွေကိုရောင်းပေးတဲ့အခါမှာရောင်းဆေးကိုပွပွလင်းလင်းချပြပြီးတော့ရောင်းပေးတာဖြစ်ပါတယ်။ကားဆေးတက်ရင်တောင်မှပဲညီမတို့ပထမခေါ်ထားတဲ့ဈေးတိုင်းပဲညီမတို့ရောင်းပေးတာဖြစ်ပါတယ်။ကားဆေးရောင်းနေရင်ညီမတို့ကားဆေးလေးကြောက်သွားတယ်ဆိုရင်တောင်မှပဲအကြဆေးကိုညီမတို့ကခေါ်ပြီးတော့ရောင်းပေးတာဖြစ်ပါတယ်။ပြီးတော့ဘောနော်ဈေးကိုလည်းပွလင်းမြင်သားဆိုတာချပြီးတော့ ပြောပြပြီးတော့ရောင်းပေးတာဖြစ်တဲ့အတွက်ကြောင့်မို့ညီမရဲ့အကိုမရိနေနဲ့ယုံကြည်စိတ်ချစွာပြီးတော့ညီမတို့စီမှာလာပြီးတော့မှဝယ်ယူအပေးလို့ရပါတယ်ဆိုတော့ဒီကားလေးလည်းအရေးကြရတဲ့ငွေစင်အလဲထက်ငွေချန်ကြိုက်တယ်လို့ဝယ်ယူအပိတ်လို့ရတာပဲဖြစ်ပါတယ်ဆိုတော့ညီမမော်ဒယ်နဲ့ဈေးလေးကိုတစ်ခေါက်ပြန်ပြောပြပါမယ်ဒီကားလေးက Nissan Calibra အမျိုးအစားကိုမှမော်ဒယ်က2000ခွန်မော်ဒယ် AC Power အစုံ 4W ကိုမှ Manual Gear နဲ့ကားလေးဖြစ်ပါတယ်ဘကိုး License 7K နံပါတ်လေးနဲ့ပါ ီကားလေးကိုညီမတို့ရောင်းပေးမဲ့ဈေးလေးကတော့325သိန်းကိုညီမတို့ညှိနှိုင်းဈေးလေးနဲ့ရောင်းပေးมาပဲဖြစ်ပါတယ်ဆိုတော့ကားလေးကိုလာကြည့်ကြည့်နေဆိုလို့ရှိရင်တော့39991611655လေးကိုဆက်သွယ်ပြီးတော့မှမြောက်တကုံ34ရက်ကအုတ်ချွေရေမူရောနီမှာကားလေးကိုလာကြည့်လို့ရမှာပဲဖြစ်ပါတယ်ညီမရဲ့ဗီဒီယိုလေးကိုအဆုံးထိကြည့်ပြီးတဲ့တယောက်ချင်းစီတိုင်းကိုကျေးဇူးတင်ပါတယ်ညီမရဲ့ YouTube channel လေးတွေ Facebook page လေးတွေ like and follow လေးမလုပ်ခဲ့ရသေးဘူးဆိုတော့ like and follow လေးရဲ့ subscribe လေးရဲ့လုပ်ခဲ့ပေးပါဦးရှင်အားလုံးကိုကျေးဇူးတင်ပါတယ်အားလုံးပဲတတပါ